စားလဲပေါ့ဒါပေမဲ့လည်းထမင်းကိုမစားကြည့်ဘူးဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသိဘူးအလုံးလေးကိုကြည့်ဘသူရထမင်းကိုမစားတတ်တာဟမ်ဘသူကထမင်းကိုမစားတတ်တာလဲခုနကဘသူမစားတတ်တာလဲအဲခုနကဟိုကော်မလေးလိုက်ကြည့်စားပြမယ်ဟမ်သေချာကြည့်နော်ထမင်းမစားတတ်ဘူးဆိုတဲ့သူတွေသေချာကြည့်နော်အော် ေချာကြည့်နော်ထမင်းရောအဲ့လိုစားတယ်နော်ထမင်းမစားတတ်တဲ့သူတွေမကြည့်ဘူးရဲ့အင်း Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ရှာရှာရည်ရွယ်ပရီယိုလေးတွေရွေးရှင်လုတ်သွားမှာပဲဖြစ်ပါတယ်ကျွန်내တူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်အခုတလောဗျာမြန်မာနိုင်ငံရဲ့ရှိသမျှရှိသမျှဆိုရှယ်မီဒီယာပေါ်မှာဗျာခက်ထပြီးတော့ပွဲစုနေတာကတော့ ထမင်းမစားကြသူများပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဟုတ်ပါတယ်တကယ်ပါ Wait a minute. ဘာထမင်းမစားဘယ်နှစ်နှစ်ရှိပြီနည်း16နှစ်အော်16နှစ်တောင်ရှိပြီ16နှစ်အဲ့အနည်း20လောက်ရှိထမင်းလုံးဝမစားဘူးကွယ်ထမင်းထမင်းကတော့အခုအရန်ပြန်မှန်တော့နည်းနည်းတော့ပြန်စားပြစ်တယ်ပေါ့နော်ဘာလို့ထမင်းဓာတ်ကလည်းခဏခုမှလိုအပ်တာဆိုတော့ထမင်းဖြစ်ပေမဲ့လည်းဒါတခြားဟာရစားရဲအဲ့တစ်ခေါက်အင်တာဗျူးဖြစ်လိုက်တာထမင်းမစားဘူးဆိုတော့ဘာရစားလဲပေါ့ဒါကိုလည်းထမင်းကိုမစားကြည့်အောင် ဟုတ်အဓိကခမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိအဓိကခမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိဟမ်ဟမ် Oh my god ဘယ်လိုစားရလဲမသိရင်ကိုကျော်ကြီးစီလာရယ်နော်ကိုကျော်ကြီးတင်ပေးမယ်နော်တိလားကိုကျော်ကြီးတင်ပေးလိုက်မယ်နော်ခမင်းနဲ့ဟင်းကိုဘယ်လိုစားရလဲမသိဘူးတဲ့မြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးပင်းပြီးတော့ထမင်းတဲ့ဟင်းကိုဘယ်လိုစားမှမသိလို့တဲ့ ားပါတော့ဗျာလက်နဲ့မစားတတ်ဘူးလို့ဘာလို့ဆိုရင်နည်းနည်းလေးတော်သေးတယ်ဗျာဘူဆန်လို့လို့ဘာလို့နည်းနည်းနားလေပြီးလို့ရသေးရဲ့နော်ခုကထမင်းနဲ့ဟင်းကိုဘလို့စားလို့စားအောင်မသိစားလဲပေါ့ဒီကိုရလည်းထမင်းကိုမစားကြည့်အောင်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘလို့စားရလဲသိထမင်းကထမင်းတက်တက်စားနော်ညီမလေးထမင်းကိုအရင်စားစားပြီးလို့နိုင်ခွက်လောက်ကြာမှာဟင်းပြန်စားနော်အဲ့လိုစားတက်လား ထမင်းနဲ့ဟင်းနဲ့ဘလို့စားအောင်မှမသိလို့ဟာအေးကွာပြောလို့လေပြောကျင်စရာပဲเนาะအားလဲပေါ့ဒီကိုတွေကလည်းထမင်းကိုမစားကြည့်အောင်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘလို့စားရလဲမသိဘူးဘယ်မှာမှထမင်းအဲ့လိုမှမင်းနေနေချက်နေနေထားရကြောက်နာပေါ့ဇေမခင်းနေနေမဖြစ်ရလေကျွန်တော်လောကငပိအနေနဲ့လောကခံလို့မရအောင်ကျွန်တော်ငပိအနေနဲ့ကျွန်တော်လည်းတိုက်ရိုက်တွေ့ကျွန်တော်မူးပါလဲအဲ့လိုတော်တော်ဆိုတာမြို့ငငယ်လေးကလည်းအဲ့လိုမျိုး ဟိုဂျုံဆန်ပြောင်းနေပဲစားအဓိကဥမာထမင်းမစားပဲနဲ့ပါမုတ်စားတာတော့မနဲ့မိုးလေအဲ့လိုပါမုတ်ကြိုက်တာလို့ဘိုးဘိုးဆန်တာပေါ့နော်ကဲအခုဗီဒီယိုကြည့်နေတဲ့သူတွေရောဘာပြောကျင်လဲတစ်ချက်လောက်မန့်ငယ်ပြေဦးနော်ပြောကျင်တာလေးတွေများရှိခဲ့ရင်ပေါ့နော်မြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးပြင်းပြီးတော့ထမင်းမစားတတ်လို့တို့ထမင်းနဲ့ဟင်းကိုဘယ်လိုစားမှမသိလို့တို့ထမင်းမြင်စက်သိမ်းထတာတို့ ငါပြည့်ရဲ့အနောက်မခမ်းနိုင်တာတို့နည်း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 မဟုတ်သေးဘူးကွာမဟုတ်သေးဘူးနော်ပြောတော့လဲပြောကျင်စရာပဲနော်ဒါပွဲစုဆိုလဲစုကျင်စရာပဲနော်ဒါတက်တက်ပွဲရှာနေသလိုပဲနော်သူတို့ကမြန်မာနိုင်ငံကစောက်ကြီးစောက်ကြံများနော်ဒါတို့မြန်မာနိုင်ငံမှာနေရတာဟိုစောက်ကြစ်တွေတုံးမှခင့်မိတယ်အဲ့လိုလား ဟိုဟိုငပိအတန်ကြားတာနဲ့ကိုမူးမေအော့အာနေတယ်နော်ရှာမတိအာမတိအကြကြအာအာအာပြောတဲ့သူနဲ့နော်ဟိုအခုနောက်ဆုံးထမင်းနဲ့ဟေးဘလို့မျိုးရမလဲဆိုတာမသိတဲ့သူပဲနေလို့မြမပြီးဖွားတယ်မဟုတ်ဘူးလားမြမနိုင်ငံရဲ့အဓိကအစားစာကွယ်ထမင်းနဲ့ဟေးဟိုရှူရှီတို့ပေါင်မုတ်တို့ထောပတ်တို့အဲ့လိုတွေမဟုတ်ဘူးနော်စောက်ကြီးစောက်ကြဲတွေတိတ်မပြောနဲ့ချက်သေးတုံးတော့အကြီးနော်အမှန်နေပြောပြီအမှန်နေပြောပြီပြောတော့လေပြောကျင်စရာပဲနော် ထားပါတော့ဗျာနိုင်ငံခြားမှာမွေးပြီးတော့နိုင်ငံခြားမှာကြီးပင်းခဲ့ပြီးမှမြန်မာပြည်ရောက်လာလို့ဆိုရင်တမျိုးပေါ့နော်အခုဟာဗျာမြန်မာနိုင်ငံရဲ့အဓိကအစားစားထမင်းနဲ့ဟင်းဟိုမှထမင်းစားရင်ဘာဖြစ်တယ်ထမင်းမစားတတ်ဘူးထမင်းကဘလို့ဖြစ်တယ်ဘညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကြီးပြောပြီးဆိုမှတော့ဒါပွဲစုကြီးပေါ့နော်ပွဲရလဲစူးကိုစူတာပဲဒါပွဲပဲတတ်တတ်ရှာတာလားဒါမှမဟုတ်ဆမ်တီရောဆမ်တီပဲနော်ရှင်တို့ စတာပါဒါကာယကံရှင်တွေကိုလည်းကျွန်တော်ဒါအပြစ်ပြောတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့အခြေအနေနဲ့အချိန်ခါနေရာဒေသနဲ့ကလုံးဝဟိုဆက်ဆက်မှုကမရှိတာဖြစ်တဲ့အတွက်ပွဲဖြစ်သွားတာပေါ့နော်ဆဲတော့လဲဆဲကျင်စရာပါပဲဆဲတဲ့သူတွေအပြစ်မဟုတ်ပါဘူးလို့နော်ထမင်းမစားတဲ့သူတွေကိုဘာပြောချင်လဲတစ်ချက်တော့ပြောပေးပါဦးအားလုံးတို့ကြည့်ဘသူရထမင်းကိုမစားတတ်တာဟမ် ဘသူကဒီမောင်မစားတတ်တာလဲခုနကဘသူမစားတတ်တာလဲအဲခုနကကော်မလေးလိုက်ကြည့်စားပြမယ်ဟမ်သေချာကြည့်နော်ထမင်းမစားတတ်ဘူးဆိုတဲ့သူတွေသေချာကြည့်နော်ထမင်းစားနည်းလေးကိုအသေးစိတ်တင်ပေးလိုက်မယ်နော်စိတ်ရှည်လက်ရှည်နဲ့အရန်ဟိုစိတ်ရှည်တဲ့ဆရာမလေးတယောက်တင်ပေးလိုက်မယ်နော်သေချာကြည့်နော်ဟမ်ထမင်းကိုမစားတတ်ရတာနဲ့မစားတာနဲ့ထမင်း ့ရှင်အဟာရမဖြစ်ဘူးအဟာရဖြစ်လို့ရှင်လူပိန်လင်ပြီးတော့တခါလဲမလက်မလက်ကရသွားလိုက်မယ်အဲ့တော့ထမင်းဆိုတာစားတဲ့ဟာနော်ထမင်းကြမစားရှင်ဘူးဟိုဟာဆိုလို့ရှင်တော့အချောင်းမှချောင်းမှမျိုးချမ်းမှဟာတွေတော့မပြောရှင်ဘူးဘဲဘဲဟာလဲဘဲဟာလဲမရှင်းမရှင်းနဲ့ရှင်းရှင်းလင်းလင်းပြောလေဘဲဟာတော့လို့ဟိုဟာဆိုလို့ရှင်တော့အချောင်းမှချောင်းမှမျိုးချမ်းမှဟာတွေတော့မပြောရှင်ဘူးနော်မစားတတ်ဘူးမလားမစားတတ်ရင်ကြည်စားပြမယ်ဘလို့စားရတယ်တိလား ดาซอนเนาะดาทมินดิโลคัดคัดไปโลชิงဒီမှာဟင်းပါတယ်เนาะဟင်းကိုဒုံနဲ့တို့ဖက်အေးတို့ဖက်ပြီးလို့ရှိရင်ထမင်းတို့ဒီလိုကလောကလောပြီးရှင်ဒီမှာပါဇက်ပေါက်နော်ဒီအပေါက်ဒီအပေါက်တဲ့ကိုထည့်ရတာထည့်ပြမယ်ကြည်တာဒီမှာဟယ်လိုဟင်းဖက်ပြီးလို့ရှင်အပေါ်ဝါဟန်အပေါ်ဝါသွားနေအောက်ပါနဲ့ဝါဟင်းဖက်ပြီးလို့ရှင် ဒါကြောင့်တွေ့လားအဲ့ဒါကိုညိုချတိရညိုချအဲ့လိုစိတ်ရှိတယ်နော်ဆီယမ်ကစိတ်ရမ်းရှိတယ်နော်တိရအဲ့လိုညိုချအဲ့ဒါထမင်းစလို့ခေါ်တယ်နော်ထမင်းဆိုတာစားတဲ့ဥစ္စာနော်ထမင်းစလို့နေလို့နေမလားဘာမှဖြစ်သွားဘူးသမင်းမသလို့တော့ကလေးသမင်းစားလို့တော့ကလေးမသားသွားမရှိဘူးသမင်းဆိုတာစားတဲ့ဟာတတိတတိနဲ့သမင်းမစားတတ်တာလေးဘာလေးညာလေးနဲ့စားသမင်းကိုစား ။ထမင်းစားမအားရှိမှာ။ထမင်းဆိုတော့မစားချင်တော့ဟိုနေဝဆိုကျွန်တော်မလေးတင်စားမလို့ပြောစားမလို့စားပြစ်တာစားပြတ်သွား။နေမဆောင်ညမချောင်ရင်စားမှာ။မပြောရှိဘူးနော်။တစ္စတတိထား။စားထမင်းကို။စင်းနေတာကြပြီ။တင်းနေ။တယောက်လာတယ်ဒီချိုးနှစ်ယောက်လာတယ်ဒီချိုး။ထမင်းစားချင်ပါမှဆိုလို့လေ။ဟမ် မေးပြီမယ်နေဦးနော်မေးပြီမယ်ဒါပဲပြောမယ်တော့ငါသမင်းမစားတတ်ဘူးသမင်းကိုဘလို့စားရမလဲဆိုတာမသိတဲ့သူတွေတေချာလေးလိုက်ကြည့်ပေးပါသမင်းစားတဲ့နီးပေါ့နော်သမင်းစားပုံစားနီးပေါ့နော်ဟမ်ဟမ်ဟမ်ဟင်းနေရောစုံမဲဟောင်ကြီးဟာပေါင်မုံနေရောဟမ်ဟင်းလားသမင်းစားဖို့နေဘာ ကြည်ဘာလို့စဉ်းစားတုံဆိုင်နေတယ်လို့ပဲမာထမင်းစားတာဆယ်နှစ်လောက်ရှိပြီလေဆယ်နှစ်လောက်ရှိပြီဆိုတော့အေးထမင်းကိုဘယ်ကနေဘလို့စားစားမှမသိဘူးထမင်းကိုဘလို့စားတာလဲမသိတော့ဟာယောက်ျားတော့ပါအေးတင်ပေးလိုက်ကြအောင်ဆယ်နှစ်လောက်ရှိပြီဒါဒါပါဒါအဲ့ငါငါဟောဒါဒါဒါကာကြာကြံချက်ဩအဲဒီမှာကျဲဦးကျော်ဒါငပိကျဲငပိရေဟာတို့စရာ sâu mê ngà bây giờ liều tao bị rồi sao tạo tạo là do tôi nó tạo không, lúc nào ngập pin nè ngập pin nè

ရူစားလာရဟုတ်တယ်အဲ့လိုစားရမစားတာတော့ဘယ်အော်ဓမေမစားတာဆယ်နှစ်လောက်ကြာတော့မေ့သွားဒီခရမ်းကြီးကိုဘယ်လိုစားမှမသိဟုတ်ကဲ့ဒီလိုစားမှာလားဒီလိုစားမှာလားအမဘယ်လိုမှမစားနဲ့ခရမ်းကြီးဆိုတာကြီးဟိုက်လို့ဟိုက်လို့စားပါတယ်အော်ဒါနဲ့လေ ီဗီဒီယိုထဲမှာပါတဲ့လူတွေကိုကျွန်တော်ဗလိန်းတာမျိုးအားနေချက်ကိုပုတ်ခတ်တာမျိုးစော်ကားတာမျိုးလုံးဝမဟုတ်ပါဘူးပျော်စေခြင်းုံတက်တက်ရည်ရအနေနဲ့ reaction လုပ်တာပဲဖြစ်ပါတယ်အခြားရည်ချက်မရှိပါဘူးနောက်ပြီးဗီဒီယိုပိုင်ရှင်တွေအားလုံးကိုလည်းဒီနေရာကနေ credit ပေးပါတယ်ဒီနေရာကနေခွင့်တောင်းပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျအဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်ရဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်